တိမ်ပေါင်းများစွာကုန်ခန်းကယင်းနဲ့တကောင်ချင်းမွေးနေ့ပဲကျင်းပခဲ့တဲ့ခင်မောပီကေထွန်းကြောင့်ပျော်နေရတဲ့ပူဇော်ပုခင်မင်္ဂလာပါပရိသတ်ကြီးလူဖွဲ့စီမှာငွေရှင်ရရပြည့်စုံတယ်လို့ပြောလို့ရှိကြပါရဲ့ဒါပေမဲ့အိမ်တော်ရဲ့တခုမှာငွေကြီးစွာလွဲချက်တခုသာဖြစ်ပြီးတော့တကယ်အနှစ်သာရကတော့ယူဆိုင်မှုနဲ့ချိန်ပေးမှုပဲဖြစ်ပါရဲ့ဒီနေ့တော့ငွေကြီးရောယူဆိုင်မှုကိုပါပိုင်ဆိုင်ထားတဲ့မင်းသမီးချောပူဇော်ပုခင်ရဲ့အားကျစရာမွေးနေ့ပြည့်ရက်လေးကိုသုံးသက်တင်ဆက်ပေးကြပါရစေပူဇော်ပုခင်စွာနဲ့ပရိသတ်တွေပြင်းမြင်တာကတော့ သမရဲ့ချမ်းသာကျဲဝါရဲဘဝပုံစံမှာပဲသမရဲ့ခင်မုန်တဲ့ PK ထွန်းဆိုတာကလည်းမန္လိမြို့ရဲ့နာမည်ကြီးရန်နာ PK ထွန်းစင်ရွှေနာဆိုင်ပန်းရှင်ဖြစ်တယ်လို့နောက်ကွယ်မှာရွှေရင်းလောက်ွယ်များစွာပိုင်ဆိုင်ထားတဲ့ထိတ်တန်တရေကြီးဖြစ်ပါတယ်ဒီလိုငွေကြေးချမ်းသာတဲ့တတိတယောက်အနေနဲ့စနီးတယ်မွေးနေ့မှာတင်းရချေတဲ့နဲ့အိတ်တွေလက်ဝဲရင်နာတွေကိုလက်ဆောင်ပေးလိုက်ဖို့ဆိုတာအင်မတန်လွယ်ကူတဲ့ကိစ္စပါ။ဒါပေမဲ့ဒီတကောက်ဘိုးချဘိုးခင်ရဲ့မွေးနေ့မှာတော့ခင်မောတဲ့ကတန်မိုးကြီးလက်ဆောင်တဲ့တန်မိုးရှိတဲ့အချိန်ကိုပေးခဲ့တာတွေ့ရပါတယ်။ ဖြစ်စဉ်ကတော့ဝင်းနေမရောက်ခင်ညတကောင်ရဲ့အချိန်မှစတင်ခဲ့တာပါ။ပို့ချပုခင်ကလက်ရှိမှာကလေးငါရောက်ရဲ့မိခင်နေရာကနေတာဝန်ယူထားသူဖြစ်ပါရင်ကလေးမေရီရဲ့တဘာဝအတိုင်းညဘက်ရောက်ရင်ပင်ပန်းပေးခေါင်းချတာနဲ့အိပ်ပျော်သွားလိမ့်ရှိပါရင်သူမအနေနဲ့ဒီနေ့ဝင်းနေမှာဘာ surprise မှမျှော်လင့်တော့ပဲနည်းနည်းချက်ချက်အိပ်ပျော်နေကြတာပါ။ဒီချိန်မှာခင်မောတဲ့ကိုထွန်းကတာမန်လောက်ရမျိုးမလုပ်ခဲ့ပါဘူး။ည7:00နာရီတတိယချိန်ကိုစပြီးသူ့ရဲ့ရနာဆိုင်ဝန်ထမ်းမိသားစုရဲ့ကော်လုံးနဲ့စုပေါင်းကအိပ်ပျော်နေတဲ့ဇနီးတွေကိုနှိုးပြီးတော့ surprise တိုက်ခဲ့တာပါ။ ဒီနေရာမှာတုံးသက်စရာကငွေကုန်ကြေးကြအပိုင်းမှာလူအများကြီးနဲ့စီစဉ်ရတဲ့ surprise party တခုအထူးသဖြင့်ဇနီးတဲ့အကြိုက်ဆုံးပန်းတွေကိုပဲတီးတန့်ရွေးချယ်မှာဥထားတဲ့ပန်းစည်းကြီးတွေကိမုံတွေနဲ့ပြင်ဆင်မှုတွေဟာတံမိုးအပြင်သိမ်းမောင်းများစွာကုန်ကြနိုင်ပါရဲ့။ဒါပေမဲ့ပတ်စံတဲ့ပိုတံမိုးရှိတာကတော့မနေ့ပြန်ကလေးချောင်းပို့ရမယ်။စီယံပွဲရှိတယ်ဆိုတာတိတိရဲ့နဲ့ဇနီးတွေအတွက်အရေးပြက်ကန်ပြင်ဆင်ပေးခဲ့တဲ့ခင်မိုးတွေရဲ့စေနာပါပဲ။လွန်ခဲ့တဲ့ရက်ပိုင်းလေးမှာတင်ပြည်သူတွေမြင်တွေ့ကြရပါပါ။ ။ဦးကြပြုခင်တရားခင်မိုးတဲ့ကိုစိတ်ကောက်ပြီး Facebook မှာရင်ပွင့်ခဲ့ပူပါရီ။ကလေးမထိန်မဲတငယ်ချင်းတွေနဲ့အပြင်ထွက်သွားရေးဆိုပြီးမိမသားပြပြစိတ်တူခဲ့တာပေါ့။ဒါပေမဲ့ခင်မိုးတဲ့ကပါဇက်ကနေတောင်းဝင်တာမျိုးမဟုတ်ပဲလက်တွေ့လုံရဲနဲ့ချော့မြူလိုက်တဲ့သဘောပါပဲ။ညတကောင်ကြီးထားပြီးတော့ surprise လုပ်ပေးတာဟာမင်းကငါအမြဲကူးစိတ်ပါရဲဆိုတဲ့တသက်ပြားချက်တစ်ခုလို့ဖြစ်သွားခဲ့ပါရီ။ဟုတ်ကြပုခင်ကိုရိုင်းကလည်းကျေးဇူးပါယောက်ျားချစ်တင်တော်ဆိုပြီးဝမ်းသာပီတီဖြစ်ခဲ့ရတယ်လို့သူမကြိုက်ဆုံးပန်းနေပါဝင်တဲ့အတွက်ပို့ပြီးပျော်ရွှင်ကြပါရီ ဒါ့အပြင်တတိတော်ဖြစ်နေပေမယ့်ပို့ချဘခင်လိုချင်တာကစိန်နေရွှေထက်ခင်မုံးတရဲ့သိစိတ်ကူဆိုင်မှုဆိုတာထင်ရှားနေပါတယ်။တကယ်တော့ပို့ချဘခင်ရဲ့ဘဝကလွယ်ကူလာတာတော့မဟုတ်ပါဘူး။ခင်မုံးတရဲ့ရခင်အိမ်တော်နဲ့ရထားတဲ့သားသမီးတွေကိုပါကိုသွေးသားရင်းလိုသဘောထားပြီးစောက်ရှောက်ပေးရတဲ့မိခင်တာဝန်ကိုယူထားရတာပါ။ ီလိုစိတ်ထားပြေဝရဲဇနီးတယ်မလို့လဲခင်မုန်းတယ်ကခုလိုတံမိုးထားပြီးချစ်ခင်တာဖြစ်ပါလိမ့်မယ်ကဲပရိသတ်ကြီးအသေးမများစွာကုန်ခဲ့ပြီးငွေကြီးနဲ့ပြပောက်ထားတဲ့ခုလိုညသကောင်ကြီးအေးအေးပြက်ခံပြီး surprise လုပ်ပေးတဲ့တထေးစီ BK တို့ရဲ့ချစ်ရည်ကိုဘလို့မြင်ကြလဲယောက်ျားကောင်းဆိုတာရှားခက်တယ်ဆိုတဲ့ခေကြီးမှာပိုးချဘူးခင်ကတော့ကံကောင်းလို့နေလို့ဆိုရမလားပါပဲမိတ်ဆွေတို့ရဲ့မြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်